โอเคအားလုံးမင်္ဂလာပါဗျာဖော်ပလိုင်းနည်းပညာနည်းပြန်လည်ကြိုဆိုပါရစေဗျာကျွန်တော်မနက်ပိုင်းတော့ကြတော့ကျွန်တော် mic နဲ့ speaker နဲ့ကျွန်တော်ပြပြနေနဲ့အသုံးပြပြနေနေမြောက်ပေးခဲ့တယ်ဒီနေ့မှာတော့ကင်မရာပြပြနေတယ်ကင်မရာကျွန်တော်အလုပ်လုပ်ပုံအဲ့တော့ကင်မရာအကြောင်းကိုဒီနေ့မြောက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မစ်စင်များစိတ်ဝင်စားလဲဆိုရင်အားလုံးကြည့်ပြီးတောင်းဆိုပါရစေအဲ့တော့ကင်မရာတွေ error တက်ရင်ဘယ်လိုပြပြရမလဲကင်မရာတွေကဘယ်လိုတိစောက်ထားတာလဲအဲ့တော့ဘာကြောင့်ပြတ်တက်တာလဲဆိုတာတွေကိုဒီနေ့မစ်စင်များကိုကျွန်တော်တိတာလေးလေးပြန်လဲ share လုပ်ပေးမှာဖြစ်ပါတယ်ဗျာโอเคဒါဆိုရင်တစ်ချက်လောက်ကြည့်ပြပါအောင်ဗျာနော် โอเคအားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့ကင်မရာအပြပြနေမြောက်ပေးมาဖြစ်ပါတယ်ကင်မရာလေးရိုင်းမြားတဲ့ခါမျိုးမှာဘယ်လိုလုပ်ရမလဲဆိုတာလေးပါမိတ်ဆွေများကိုမြောက်ပေးมาဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ကင်မရာရိုင်းရိုင်းလို့မရတဲ့အကြောင်းရင်း၃ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ဖုန်းထဲမှာ story ပြည့်နေလားကြည့်မယ် story ပြည့်နေလဲဓာတ်ပုံရိုက်လို့မရပါဘူးနံပါတ်၂တစ်ချက်က setting ထဲမှာတစ်ခုမှနေမိလဲရိုက်လို့မရပါဘူးနံပါတ်၃ချက်ကတော့ကင်မရာကိုယ်တိုင်ကပြတ်နေလဲရိုက်လို့မရပါဘူးโอเคဒါဆိုရင်ကျွန်တော်အားလုံးရိုင်းလို့မရတဲ့အချက်၃ချက်အဓိကချက်ကိုသိပြီးပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေပြုပြင်ပြုမနေမိမြောက်ပေးမယ် ဟိုတော့ပထမဆုံးချက်ကကျွန်တော်တို့ကင်မရာဒီမှာကင်မရာပေါ့နော်အဲ့တော့ဒီမှာဒီ software ကင်မရာအဲဆိုကြပါစို့ဒီကောင်ရိုက်မြောက်ဆိုလို့ရှိရင်အဲ့တော့ထပ်ပါတော့ရိုက်မြောက်ဆိုရှင်ဒီကောင်လေးကိုဖိလိုက်မယ်ဖိလိုက်ပြီးတော့ကျွန်တော်တို့က app info တွေကိုသွားမယ်အဲ့တော့အခုလိုနေရာတော့အားလုံးပဲသိမယ်ထင်ပါတယ်နော်ဒီနေရာလေးကိုသွားပြီးတော့ကျွန်တော်တို့ကဘာဘာလို့ပြရမလဲဆိုတော့ဒါကင်မရာရိုက်မြောက်ဆိုမှနော်ပြီးလို့ရှိရင်ကျွန်တော် story ကို use ကိုနှိပ်မယ်ပြီးတော့ clear data လေးလုတ်ပေးမယ် clear key clear data လုတ်မယ် okay အဲ့လိုလုပ်ပြီးတော့တခါပြန်ဆမ်းမယ်အဲ့တော့အဲ့ဆိုရင်ကျွန်တော်မိတ်ဆွေများရဲ့ဖုန်းကရိုက်လို့ရသွားရိုက်လို့ ရရသွားပါလိမ့်မယ်โอเคဒါရဲဒါလည်းရိုက်လို့ရဒါလည်းရိုက်လို့ရသွားလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့နံပါတ်1နီလန်ပေါ့နော်နံပါတ်1နီလန်ကတော့ကျွန်တော်တို့အဲ့လိုမှမရောက်ဆိုလို့ရှင်ဟိုကျွန်တော်တို့ဖုန်းတွေကိုကျွန်တော်ပိတ်လိုက်မယ်ကျွန်တော်ဖုန်းပိတ်လိုက်ပြီးတော့ re ဖုန်း reboot ပြန်ချလိုက်မယ်အပြောင်းအလဲဖုန်းပိတ်ပြီးပြန်ဖွင့်တာပေါ့ဗျာနော်အဲ့လိုဖုန်းကိုပိတ်ပြီးတော့ပြန်ဖွင့်မယ်အဲဖုန်းပိတ်ပြီးတော့ပြန်ပြန်ဖွင့်မယ်အဲ့လိုမရောက်ဆိုလို့ရှင်တော့ဖုန်းကို ferry reset အရင်ချမယ်နော်ဖုန်းကို ferry reset အရင်ချမယ်နော် အဲ့တော့ကျွန်တော်တို့ ferry reset အရင်ချမယ်အဲ freezer ချလည်းမရဘူးဆိုတာကြာမှကျွန်တော်နောက်တနည်းကိုသွားမယ်နော် okay ဒါဆိုကျွန်တော်ကဒူရန်နီလန်ဖုန်းကိုကျွန်တော်ပိတ်ပြီးရောပြန်ဖွင့်မယ်ဖွင့်ပြီးရောပြန်ဆန်းကြည့်မယ်ကင်မရာလေးကို okay ရရင်လည်းရပြီအဲ့တော့မရသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က setting ထဲကိုသွားမယ်သွားပြီးရောဒီမှာ search bar လေးမှာကျွန်တော်တို့က reset setting ဆိုပြီးရှာမယ် r e s e t အဲတော့တော့မဟုတ်လဲ reset လို့အရင်ရှာလိုက်မယ်ရှာလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒါဆိုရင် မာဒီမှာ reset to ferry reset အဲဒါကတော့ဖုန်းလေးရှိတဲ့အားကုန်လုံးရှင်းတာအဲ့တော့ကျွန်တော်တို့အခုသုံးပြီးတော့မှာတော့ကျွန်တော်တွေ setting reset ပဲဖြစ်ပါတယ်ဒီမှာတော့ဒီ setting reset ကဖုန်းထဲမှာရှိတဲ့ data တွေအားလုံးတစ်ခုမှမပြတ်ပါဘူးဖုန်းနံပါတ်တွေဂျပုန်တွေ data တွေ video တွေစတဲ့ app တွေတစ်ခုမှမပြတ်ပါဘူးသူက setting လေးမှားနေမိတာကိုပြင်ပြတာဖြစ်ပါတယ် အဲ့တော့ဘာဘာလေးလေးပြုတ်လဲဆိုတော့ကျွန်တော်တို့တွေအဲ wifi password တွေပါပြီးတော့အစအနေပြန်ထည့်ပေးရမယ်ဒါလေးပဲဖြစ်ပါပါကျွန်တော်တို့ဘာမှမဖြစ်ပါဘူးအဲ့တော့ဆက်ချက်လက်ချက်လုပ်ရပါတယ်ဒါကတော့ကျွန်တော်တွေ setting reset လို့လည်းခေါ်တယ် reset reset system setting လို့လည်းခေါ်တယ်ဘောနော်တัวဒီအောက်မှာကျတော့အကုန်ပြတ်တယ်နော်တัวလုံးဝမပြတ်ပါဘူး setting လေး my name လေးကို automatic ပြင်ပေးတယ်ကျွန်တော်တို့ setting လေးပဲဖြစ်ပါတယ်ခုနောက်ပိုင်းမော်ဒယ်မျိုးပုံတွေမှာအကုန်ပါပါတယ်ဗျဒါကတော့9မိနစ်နီလန်းပါ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နံပါတ်3နီလန်နံပါတ်3နီလန်ကတော့ကျွန်တော်တို့ဒါဆိုရင်နံပါတ်3နီလန်ကိုသွားမယ်နံပါတ်3နီလန်ကတော့ဒါကတော့ကျွန်တော်တို့သူ့ရဲ့ကင်မရာပဲဖြစ်ပါတယ်မတော့ကင်မရာလေးအဲ့တော့ကင်မရာလေးကဒီခါကျလို့ရှိရင်ပြုတ်ကျသွားတာလို့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဖုန်းနဲ့ဒီလိုမျိုးလေးခိုက်မိသွားတာမျိုးအဲ့လိုမျိုးအခြေအနေပြင်းထန်သွားလို့ရှိရင်ဒီဒီထိုင်လေးရှိတယ်โอเคဒီမှာနော်ဒီဒီထိုင်လေးကနည်းနည်းလေး loose ဖြစ်သွားတယ်အနည်းနည်းလေးခြောင်သွားတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့အဲ့လိုဆိုရှင်ဘယ်လိုပြမလဲဆိုတော့ Canon contact to camera ဆိုပြီးပြတတ်တယ်အဲ့လိုဆိုသင်ချတယ်ဒီရလေးဒီဖုန်းကိုဖြုတ်ဖြုတ်ပြီးကင်မရာလေးကိုဖြုတ်ပြီးရောပြန်ဒီလိုဖြုတ်လိုက်မယ်ဖြုတ်ပြီးရောပြန်ပြန်တက်လိုက်ရုံပဲဒါဆိုလို့ရှင် okay သွားမှာဖြစ်ပါတယ်အခုလိုအခုလိုဖုန်းမျိုးဆိုလို့ရှင်အတူတူပဲဒီမှာသူ့ကင်မရာလေးဖြုတ်လိုက်မယ်ဖြုတ်ပြီးရောကျွန်တော်လေးပြန်တက်လိုက်မယ်ဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်ဒီမှာလေသူ့ရဲ့မော်ဒယ်မြေဖုန်းနေတဲ့အတူတူပဲပေါ့နော်ဒီလေးကိုခွာလိုက်မယ် ီမှာသူ့ကင်မရာဖုန်းလေးတွေဖြုတ်မယ်အဲပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ရေဒီမှာသူ့ Okay ဒီမှာတော့ဒီမှာဒီမှာသူ့ဆက်ပြောဒီကဆိုရင်ကင်မရာနှလုံးသလုံးပါတယ်ဒီတိုင်းပဲပေါ့နော်တော့တစ်ခါကြာလိုက်ရင်ပြုတ်ပြုတ်ကြတာပဲဖြစ်ဖြစ်အဲ့လိုရှိနေမျိုးမှာဒီကင်မရာက loop ဖြစ်သွားတတ်တယ်မနော်အဲဒီကလေးတို့ခြောင်သွားတတ်တယ်မနော် okay မနော်အဲ့လိုခြောင်ခြောင်သွားတက်တယ်အဲ့လိုခြောင်သွားလို့ရှိရင်ကျွန်တော်တို့ကဒီလေးကိုယူပြီးတော့ဒါလေးအသေးစားလေးဖြုတ်ပြီးဖြုတ်ပြီးအသားလေးပြန်ထိုင်ပေးလိုက်မယ်နော် โอเคဒီလိုမျိုးလေးပြန်ထိုင်ပြီးလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်လည်းအဲ့ဒါပြန်ပြီးတော့ရသွားပါလိမ့်မယ်เนาะတော့ကျွန်တော်တွေဘက်ကင်မရာလည်းဖြစ်တာလည်းပေါ့ဘက်ကင်မရာဆိုတော့ဘက်ကင်မရာကျွန်တော်အရှိဆိုတဲ့ရှေ့အနောက်ဆိုတဲ့အနောက်ပေါ့เนาะဒါတော့ကင်မရာတိလေးပဲဖြစ်ပါတယ်โอเคအဲ့လိုလို့လို့မရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကင်မရာအစ်စ်လေးရတော့ဘာကင်မရာအစ်စ်လွှဲမယ်ဆိုလို့ရှိရင်လည်းကင်မရာအစ်စ်လေးဝယ်ပြီးတော့ပေါ့เนาะကျွန်တော်တို့ဒီမှာပြန်ပြီးတော့ဒီကင်မရာကင်မရာဒီကင်မရာလဲမယ်ဆိုလို့ရှိရင်လည်းဒီကင်မရာအစ်စ်လေးကိုကျွန်တော်တို့ဖြုတ်လိုက်ဟောင်းဖြုတ်လိုက်မယ်အဲ့မယ် ဟောင်းဖြုတ်လိုက်မယ်ဟောင်းဖြုတ်လိုက်ပြီးတော့ကျွန်တော်တို့အစ်စ်အစ်စ်နဲ့ဒီလိုမျိုးလေးပြန်ထည့်လိုက်ပါပဲအစ်စ်လေးဝယ်ဝယ်ပြီးတော့ဒီလိုမျိုးပြန်ထည့်လိုက်ရုံပါပဲဗျာနော်ဒါဒါဆိုလို့ရှိရင်လည်းအရန်လွယ်ပါတယ်โอเคအဲဆိုရင်ကျွန်တော်ကျွန်တော်မိတ်ဆွေများကဒီဒါဆိုရင်ကင်မရာကျွန်တော်နေမကောင်းတာတို့ ကင်မရာအဲ့ဒါတက်တယ်လို့ဆိုလို့ရှိရင်တော့ပြပြနေအလုံးတည်သွားပြီလို့ထင်ပါတယ်နော်အဲ့ဒါဆိုရင်ကင်မရာတွေဘာကြောင့်အဲ့ဒါတက်တယ်ဘယ်လိုဖြစ်လဲဆိုတာသိရှိပြီးထင်ပါတယ်အဲ့တော့တကယ်လို့ပေါ့နော်တချို့ကင်မရာကြတော့လည်းရေဝင်ပြီးတော့ဟိုမှာဒီဒီအမဒီကောင်ဆိုလို့ရှိရင်ဓာတ်သူရေဝင်ထားတယ်ရေဝင်ပြီးတော့တကယ်လို့အဲ့လမ်းကြောင်းထဲမှာကင်မရာ IC ကင်မရာပါတဲ့တွေ့ကြမလို့ကျွန်တော်ကဒီကင်မရာပါတယ် ဟုတ်တော့ဒီကင်မရာပါတယ်ဒါကြောင့်မို့ဒီနံပါတ်လေးကင်မရာ IC ပါတယ်အဲ့တော့ကင်မရာကင်မရာ IC လေးကိုရင်းဝင်သွားတာတို့ကင်မရာလမ်းကြောင်းမှာရေးဒီဝင်မီရှော့ဖြစ်တာတို့ဆိုလို့ရှိရင်လည်းရိုက်မရဘူးဖြစ်တတ်ပါတယ်ဒါတော့ရှားတယ်ပေါ့နော်ရေးဝင်မှသာလင်ဖြစ်မှာပါရေးမဝင်တော့မဖြစ်ပါဘူးရေးမဝင်တော့ကျွန်တော်ဆက်သွားပြောလို့ပဲအဲ့တော့ဒီညလေးမှာအထိုင်လေးပဲပြုတ်သွားသလားပြုတ်သွားရင်ဒါလေးပြင်တက်လို့ရပါတယ်ဒါမျိုးလေးတက်လိုက်ရုံပဲ so easy ပဲเนาะโอเคအဲ့ဆိုလို့ရှင်ဒါကျွန်တော်တို့နောက်ဆုံးနီလန်းမှာလောက်မှာဖြစ်ပါတယ်ပထမနီလန်းကတော့ကျွန်တော်ဆက်သွားပြောပြောလို့ပဲဒီကောင်းလေးကိုကျွန်တော်တို့ app ထဲကိုသွားပြီးတော့ဒီ software လေးကို clear detail လေးလောက်ရမယ်အဲ့လိုမြင်မရလို့ရှင် setting reset ချမယ်မရသေးဆိုလို့ရှင် free reset ပါချပလိုက်မယ်ဗျာတချို့ဟာတခါကြလို့ရှင်ねကျွန်တော် firmware တွေ update တွေနဲ့ခါမျိုးပါပဲဖြစ်ဖြစ် firmware တွေ mart တွေနဲ့ခါမျိုးပါပဲဖြစ်ဖြစ် update တွေအဲ့တော့အဆင်မပြေတဲ့ခါမျိုးပါဖြစ်ဖြစ်ကျွန်တော် wifi တို့ camera တို့ bluetooth တို့မရဘူးဖြစ်တတ်တယ်เนาะ အဲတတရားလေးလည်းဖြစ်တတ်တယ်။ Okay အဲ့တော့စက်တွေအရင်ပြင်းနေလည်းဖြစ်တတ်တယ်။စက်တွေနဲ့မှမနှင်းမိလည်းဖြစ်တတ်တယ်။ဒါကြောင့်မို့စက်တင် reset ချခိုင်းတာပေါ့နော်။စက်တင် reset ကဘာမှမပြတ်ပါဘူး။ Okay အဲ့ဒါလည်းလုပ်လို့မရဘူးဆိုတော့ကြာမှာကျွန်တော်ဆော့ဆော့ပြောပြောလို့ပဲဆက်ပြရအောင်ဖြုတ်မယ်ခွာမယ်။အဲခွာနီးခွာခွာနီးလည်းမရအောင်ပေးတာဆိုအလုံးလုတ်တက်မယ်ထင်ပါတယ်။ပြီးဆိုတော့ကြာမှာကျွန်တော်ကင်မရာလေးဖြုတ်တက်လုပ်ကြည့်မယ်။မရောက်ဆိုမရောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတိတ်ချလေးပေါ့နော်။ဒီမှာဒီမှာကင်မရာအထိုင်လေးရှိတယ်။အဲကျွန်တော်ဒီကင်မရာထိုင်လေးကို တော့တပုတ်တယ်တန်ရှင်းလေးလုံးမှာဒါကြောင့်လို့ရှိရင်တဲရဲကြီးနေကတ်နေလဲမရဘူးဖြစ်တတ်တယ်ဒီကောင်လေးတို့ကျွန်တော်တန်ရှင်းတန်ရှင်းလုံးမှာဟုတ်နော်โอเคအဲ့လိုအဲ့လိုတန်ရှင်းလုံးတဲ့နေရာမှာဒီအထိုင်မဲလုံးမှာနော်ဒီအတိကိုသွားထိလို့မရပါဘူးအတိကိုသွားထိလို့ရှိရင်မှုံသွားမှာပါဒါကြောင့်မို့လုံးမယ်ဆိုရင်ဒီအထိုင်လေးတချာလုံးပြီးလို့ရှိရင်ဒီမှာကင်မရာတက်တဲ့အထိုင်လေးလေးတချာလုံးအဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရရဝရခင်တော့များပါတယ်ဗျာโอเคဒါဆိုရင်တန်ရှင်းသွားတာပေါ့နော်တန်ရှင်းသွားလို့ရှိရင်တဲရီကြီးကြီးမကတ်တော့လင်းနေတော်တော် ပြန်ပြီးအလုပ်လုပ်ပါတယ်ဗျ။ကဲဒါတော့ဆိုရင်အားလုံးပဲကျွန်တော်မိတ်ဆွေများအဆင်ပြေမယ်ထင်ပါတယ်ဗျ။ကျွန်တော်တိတယ်လေးတွေကိုမိတ်ဆွေများပြန်လည်ပြီး share ပြန်လည်ပြီးများပေးတာပါဗျ။အဆင်ပြေလို့ကျနေတက်တဲ့အကျိုးရှိတဲ့ဆိုရင် Lion Square နေပြီးအားပေးကြပါဦး။မိတ်ဆွေများကဖုန်းနဲ့ပတ်သက်ပြီးဘယ်ပိုင်းလေးတွေသိချင်လဲဆိုတာလည်းခေါမမှာရေးပြပါအောင်ဗျ။ကျွန်တော်ကကျွန်တော်ကျွန်တော်မိတ်ဆွေများကိုမကုံမြင်နဲ့ဖတ်ကြားဖတ်တယ်ပြီးတော့ကျွန်တော်ကျွန်တော်စီမှာရှိတာလေးနဲ့ပြန်လည်ပြီးတော့ကျွန်တော်ဗီဒီယိုလေးနဲ့တကွာပြန်လည်လုပ်ပြပေးပါတယ်။ ကဲဒီဒီနေ့မှာလဲဟောကင်မရာအကြောင်းလေးမြောက်ပေးပါဦးဆိုတဲ့တောင်းထားတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်အရင်ရက်ကတော့မိုက်အကြောင်းလေးစပီကာအကြောင်းလေးမြောက်ပေးခဲ့တယ်ဒီနေ့ကတော့ကင်မရာအကြောင်းပေါ်ပြောမိတ်ဆွေများကဘာအကြောင်းလေးသိချင်လဲဆိုတော့ comment လေးမှာရေးပေးပါဦးအဲ့တော့ lion square လေးနေပြီးအားပေးကြပါဦးဗျအဲ့တော့ဗီဒီယိုတစ်လေးတင်တင်သိအောင်လဲ notification လေးမှာကျွန်တော်နေပေးခဲ့ပါဦးเนาะအားပေးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ